I like the good publicity and I like the bad publicity it all plays ရောက်တဲ့နေရာမှာအောင်မြင်မှုရယူနိုင်တဲ့သူသူရဲ့နာမည်နဲ့ထုတ်ကုန်တဲ့အများကြီးထုတ်လုပ်ထားတဲ့သူနောက်ဆုံးကမ္ဘာပေါ်ကအင်အားအကြီးဆုံးနိုင်ငံရဲ့သမ္မတဖြစ်လာတဲ့ Donald Trump အကြောင်းကိုအတူတူလေ့လာကြည့်လိုက်ရအောင် ဒေါ်နယ်ထရမ့်ကိုမန်ဟတ်တန်ရဲ့မြို့တစ်ခုသာချားတဲ့နယူးယောက်မြို့ Queens မှာမွေးဖွားခဲ့ပါတယ်။သူကကလေးနားရောက်နဲ့အလဲကကလေးဖြစ်ဖြစ်ထရမ့်ဘရဲ့ပုံအရသူ့ဖခင်ဟာသူ့အတွက်အရေးကြီးဆုံးမားလို့ဖြစ်ခဲ့ဘူးတဲ့။သူ့အဖေကဒုတိယကမ္ဘာစစ်အပြီး Brooklyn နဲ့ Queens မှာဈေးချိုးတဲ့အိမ်ရတဲ့တည်ဆောက်ခဲ့တယ်။ Fred Trapp မှာအလုပ်စူးစမ်းသူကြီးတရာဖြစ်ပြီးသူ့အောင်မြင်ရတဲ့အကြောင်းကရတပတ်မှာခုနှစ်ရက်အလုပ်လုပ်ရမယ့်အစား၉ရက်စာအလုပ်ကိုညှစ်ထုံနိုင်တယ်လို့ဆိုခဲ့ဘူးတဲ့။ကလေးဘွားမှာဒေါ်နယ်ထရမ့်မှာရက်ွက်သေးကချမ်းသာတဲ့ကလေးခေတ်ပဲသူ့ရဲ့အလုပ်စူးစမ်းတဲ့ ဖခင်ကသူ့ကိုတည်င်းစာပို့တဲ့အလုပ်ကိုခိုင်းခဲ့အလုပ်စ조사မှုကိုတင်ကြားပေးခဲ့တယ်။မိုးရွာရင်တော့သူ့အဖေကသူ့ကိုကားနဲ့လိုက်ပို့ပြီးတည်င်းစာပို့တဲ့အလုပ်ကို မနာခိုင်းခဲ့ဘူး Fred Trump ကသူသားကိုအခြေခံအင်ချမ်းပြည်လုံငန်းရဲ့နီးလန်းဒီတင်ပေးဖို့အာရုံစိုက်ပြီးအသက်ငယ်ငယ်ကလေးက Trump ကိုစောက်လုံရေးနီးရီစီခေါ်သွားခဲ့တယ်။အเจ้าမှာတော့ Donald Trump မှာထပ်မြက်ခဲ့တယ်။2015ခုနှစ်မှာကွယ်လွန်ခဲ့သူ့ရဲ့ဂီတဆရာကလည်းအာရုံစိုက်မှုကိုအမြဲတမ်းလိုအပ်နေတဲ့ကလေးတွေရှိတယ်။သူကအဲ့ဒီတဲကတယောက်ပါလို့ပြောလို့ဂီတဆရာရဲ့မျက်နှာကိုထိုးပြီးမျက်လုံးမဲသွားအောင်လုပ်ခဲ့တာတောင်ရှိတယ်။ Trump ရဲ့ fucking Fred က Donald Trump ကို အသက်73နှစ်အရွယ်မှာပဲစစ်ဘော်ဒါဆောင်ကြောင်း Military Boarding School ကိုအချင်းဖြစ်နေကွိုင်းဖို့ပို့ခဲ့လေစစ်တပ်ကစိုးကအတော်လေးပင်ထန်ပြီးရုပ်ပိုက်ဆိုင်ရာကြမ်းတမ်းမှုတွေနဲ့နှုတ်ဖြင့်ညှဉ်းဆဲမှုတွေကိုခွင့်ပြုပေးလေနေရဖက်ခဲ့တယ် ဒါကသူ့ရဲ့ပြိုင်ဆိုင်မှုစိတ်ဓာတ်ကိုလွန်စောပေးခဲ့ပြီးမကြခင်မှာပဲသူဟာအဆင့်ကောင်းကောင်းရလာခဲ့တယ်။အခန်းအတန့်ဆုံးဖနှက်အပြောင်းဆုံးအရာအသေးဆုံးထူတဲ့အတွက်စုတစိတ်တွေရလာတယ်။ပထမဆုံးနဲ့အရေးကြီးဆုံးကတော့သူဟာအနန်ယူဂျင်းကိုဆွဲလန်းသူဖြစ်တယ်။ဒီနေရာမှာပဲဒေါ်နယ်ထရမ့်တကယ်စပြီးထွန်းကားလာတယ်။ဒါကိုသူ့ကလေးဘွားတလျှောက်လုံးနဲ့ဂျန်နက်ဘွားမှာအားလုံးမြင်ရတယ်။ထရမ့်ကဘေ့စ်ဘောကိုအယံဝါထနာပါခဲ့တယ်။သူရဲ့ဘေ့စ်ဘောနှိပြကဒေါ်နယ်ဟာအရာရာမှာနံပါတ်1ဖြစ်ချင်တယ်။သူအနံ့ရဖို့ဆိုရင်ဘာမဆိုလို့မလဲ။သူဟာပထမဖြစ်တယ်ဆိုတာကိုလူတွေသိသိ ီကျင်တယ်လို့ပြောပြဖို့တယ်စစ်ကြောသက်ဒေါ်နယ်ထရမ့်ဟာပညာသင်တဲ့နေမှာစစ်တပ်ကတော်မှထုံးကားနေပြီးနောက်ဆုံးမှာကပတင်ယာရူကိုရရှိခဲ့တယ် rich ruthless and famous known for the buildings he's built and the wives he's divorced နွေရာသီတွေမှာ Queens ကိုပြန်တွားပြီးသူ့အဖင်နဲ့သူအလုပ်လုပ်ကအခြေခံအိမ်ချမ်းမြေလုပ်ငန်းရဲ့နီးလန်းတွေကိုတင်ယူခဲ့တယ်။ဒီအတွေ့အကြုံကအရန်ရေးပါမီသူဘသူဖြစ်လာမယ့်အနာဂတ်မှာဘာလုပ်မယ်ဆိုတာရဲ့အခြေခံကိုခြာပေးခဲ့တယ်။80ပြည်လုံးနှစ်တွေအတွင်းမှာ Donald Trump ကစီးပွားရေးနဲ့ဘောဂဗေဒကို လေ့လာခဲ့ပြီးအဲ့ဒီအချိန်မှာ VNN စစ်ပွဲဖြစ်နေခဲ့တယ်။လူနယ်တွေကိုစစ်မှုထမ်းဖို့ခေါ်ယူနေပေမဲ့ Trump ကပညာသင်တွေလို့ခေါ်ယူဖို့ကနေကင်းလွတ်ခွင့် Educational Deferment ရခဲ့ ဲ့ပြီး college တက်နေလို့စစ်မှုထမ်းခြင်းကနေ၄ချိန်တိုင်တိုင်လွတ်သွားခဲ့တယ်။ကျောင်းပြီးသွားတဲ့အခါမှာတော့စစ်မှုထမ်းဖို့တင်းလျော့သွားပေနဲ့သူ့ခြေထောက်ရိုးမှာပြဿနာရှိလို့နောက်ထပ်ကျင်းလွတ်ခွင့်တစ်ချိန်ထက်ရခဲ့တယ်။ ဒါပေမဲ့ဒီကင်းလွတ်ခွင့်ကိုရေးပေးခဲ့တဲ့ဆရာဝန်နှစ်ယောက်စလုံးက Fred Trump ပိုင်တဲ့အဆက်အုံတွေမှာနေထိုင်ခဲ့တယ်။ခြေတော်ရိုးကျိုးတာရှိခဲ့လားဒါမှမဟုတ်ဒီဆရာဝန်တွေက Trump ရဲ့ဥပဒေကိုကျေးဇူးပြုတဲ့အနေနဲ့သူ့သားကိုစစ်ထဲမပို့ရအောင်လုပ်ပေးခဲ့တာလားဆိုတာအထင်အမြင်လွဲမှားစရာရှိနေတယ်။ဘလို့ပဲဖြစ်ဖြစ်သူစစ်ထဲကိုမသွားခဲ့ဘူး။ ဒီလိုနဲ့သူ့အဖေရဲ့အင်ဂျင်နီယံလုပ်ငန်းမှာအလုပ်လုပ်ဖို့စတင်ခဲ့တယ်။1980ပြည့်လွန်နေတွေ့တယ်။ Brooklyn နဲ့ Queens မှာဝင်းဝင်းနေနဲ့ပြင်းပြအင်ရတဲ့အခါနေတီးဆောင်နေပြီးအသက်20ကျော်ပဲရှိသေးပေမဲ့သူ့ဘဝအကြောင်းကပြောင်းလဲသွားစေမယ့်ပြဿနာကြီးတွေကိုမြ мян ဆန်ဆန်ကြုံလာရတယ်။လူခွင့်ရေးဥပဒေ Civil Rights Act ကအတည်ဖြစ်ခဲ့ပြီးဒီဥပဒေကလူမျိုးခွဲခြားဆက်ဆံမှုကိုတရားမဝင်တော့ဘူးလို့ကြေညာခဲ့တယ်။ဒါကိုအတည်ပြုဖို့အတွက် American အစိုးရတရားရေးဌာနကတိုက်ခန်းတွေစီကို Lower Kentucky စီလွတ်ပြီးအင်ရ၅သူတွေဟာဘယ်သူတွေကို၅ ားမယ်ဆိုတာမှာခွဲခြားဆက်ဆံမှုရှိမရှိစစ်ဆေးကိုင်းတယ်နောက်ဆုံးမှာ Trump တိုက်ခန်းတွေစီရောက်သွားပြီးတရားရေးဌာနက Lloyd Kintock လူမဲတယောက်ကိုတိုက်ခန်းတစ်ခုပြတ်ရှော့ထားကိုင်းတယ်လူမဲတော့မဟုတ်စပိန်လူမျိုးတွေကိုအဲ့ဒီတိုက်ခန်းမှာရရှိနိုင်တဲ့တိုက်ခန်းမရှိဘူးလို့ပြောပြီးတရားရေးဌာနကအဖြူရောင်လူတယောက်ကိုဆေလွတ်တဲ့အခါအဲ့ဒီတိုက်ခန်းတွေမှာရုတ်တရက်နေရာရှိနေတာကိုတွေ့ရတယ်တရားရေးအရှိတွေကဒီလိုမျိုးအချိန်ချင်းလှုပ်ဆောင်ပြီးလူမျိုးရေးခွဲခြားဆက်ဆံမှုကိုစတွေ့လာရတယ် 1993ခုနှစ်တရက်မှာ Trump နဲ့သူ့အဖေဟာ The United States of America versus Fred Trump, Donald Trump and Trump Management Inc. ဆိုတဲ့တရားစွဲဆိုမှုကိုခံလိုက်ရတယ်။တရားရေးဌာနကလူမျိုးသို့မဟုတ်အသားအရံအခြေပြုခွဲခြားဆက်ဆံတယ်ဆိုတဲ့အချက်နဲ့တရားစွဲဆိုမှုကိုတင်လိုက်တာပါ။မန်နေဂျာတွေကငွားရရန်လျှော်လွှဲတွေမှာစီလွတ်မှတ်ထားတာကိုတွေ့ရှိခဲ့တယ်။စီကအသားအရံကိုယူညွတ်တာဖြစ်လိုက်ပါတယ်။ဒါပေမဲ့တတိထွက်ဆိုချက်တစ်ခုမှာမန်နေဂျာကကျွန်တော်လုံးနေတာကကျွန်တော်တတိကလုတ်ခိုင်းတာအတိုင်းပါ။ကျွန်တော်လူမဲမိသားစုတွေကိုငှားခွင့်မရှိဘူးလို့ဖြေခဲ့တယ်။ ဒီတရားဆွဲဆိုမှုကအတော်လေးကြီးကျယ်တဲ့ကိစ္စဖြစ်ပြီးအဲ့ဒီအချိန်ကအကြီးဆုံးတရားမျှတတဲ့အင်ယာကိစ္စရပ်တွေကတခုဖြစ်ခဲ့တယ်။ဒါပေမဲ့ဒီဆွေချက်တွေကိုဝန်ခံပြီးတရားရေးဌာနနဲ့သဘောတူညီမှုလုပ်မယ်ဆိုတဲ့ထက် Trump တွန့်ပြန်လိုက်တာကတရားရေးဌာနကိုမှားယွင်းစွာဆွဆွဲတဲ့အတွက်လော်ဂျီတရားမီလီယံတောင်းဆိုခဲ့ပါတယ်။တရားသူကြီးကဒီတရားဆွဲဆိုမှုကိုအကြောင်းမချက်မရှိဘူးဆိုပြီးလက်မခံခဲ့ဘူး။ဒါပေမဲ့ Trump ကဆက်တိုက်ခိုက်နေခဲ့တယ်။ဒီအချိန်မှာ Trump ကကျွန်တော်ကလက်လျှောက်တာထဲတိုက်ခိုက်တာကိုပုံနှင်းတက်တယ်။ဘာလို့လဲဆိုတော့တခါလက်လျှောက်လိုက်ရင်လက်လျှောက်တဲ့တဲ့သူဆိုတဲ့ ဲနမဲရသွားလိမ့်မယ်လို့ဆိုခဲ့တယ်။ဒါကြောင့်သူကခိုင်မာတဲ့ကာကွယ်မှုမရှိပေမဲ့နှစ်ချီပြီးဆက်တိုက်ခိုက်နေခဲ့တယ်။နောက်ဆုံးမှာတော့သူလက်လျှောက်ဖို့မရှိမနေဖြစ်သွားပေမဲ့သူဘလို့လှောက်ဆောင်လဲဆိုတာကြည့်ပါ။သူကတရားရေးဌာနနဲ့သဘောတူညီမှုတစ်ခုလှောက်ဆောင်တယ်။အဲ့ဒီသဘောတူညီမှုကသူ့ကိုမှားယွင်းမှုတစ်ခုမှဝန်ခံစရာမလိုပဲပြောင်းလဲမှုတွေအများကြီးလှောက်ဆောင်ခိုင်းတယ်။ ဥပမာတူတက်ခန်းစုရောက်ွက်တွေဟာလူမျိုးအလုံးအတွက်ခွင့်ထဲတာကိုအားပေးဖော်ပြခိုင်းတယ်။သတင်းစာတွေမှာထရမ့်တက်ခန်းတွေဟာတကယ်တမ်းလူမဲငါးနေသူတွေကိုကျိုးဆိုတယ်လို့ကြော်ညာထည့်ခိုင်းတယ်။ဘယ်အဖြစ်ကိုမှဝန်ခံစရာမလိုပါဘူး။ဒါကကျွန်တော်တို့ထက်ခါထက်ခါတွေ့မြင်ရမယ့်ပုံစံတစ်ခုပါ။ဒီတရားစွဲဆိုမှုတစ်ခုလုံးကဒေါ်နယ်ထရမ့်ကိုသူ့အဖေရဲ့လုပ်ငန်းကနေစိတ်ပြက်သွားစေခဲ့တယ်။သူကဝင်ဝင်နဲ့နဲ့ငားရတာမျိုးမကြိုက်ဘူး။ ူကိုမမီစေချင်တာကသူကချမ်းသာတဲ့နယူးယောက်မြို့မိသားစုကနေကြီးပြင်းလာသူဖြစ်ပြီးဂုံတရင်ဆက်တွေ့ရတဲ့ရှိသူဖြစ်တယ်။ဒါတွေအားလုံးကကွင်းစမှာမရှိခဲ့ဘူး။ဒါကြောင့်သူအသက်30ဆွန်းလုံးမှာမြစ်တစ်ဖက်ကန်းကချမ်းသာကြွယ်ဝမှုဂုံကျဲစုပိုလျံမှုအာယုံဆိုင်ခံရမှုတို့ရဲ့ဗဟိုချက်ဖြစ်တဲ့မန်ဟတန်ဘတ်ကိုအာယုံဆိုင်လာတယ်။တကယ်တော့ထရမ့်မန်ဟတန်ကိုပြောင်းတဲ့အချိန်မှာ မန်ဟန်တန်ကကြဆင်းနေတဲ့မြို့မြင့်ချင်နေပြီးပျို့လဲနေတဲ့အဆောက်အဦအနေနဲ့ပြည်နေတယ်။ဒါပေမဲ့ Trump ကကြီးမားတဲ့စန်းတန်နဲ့ဝင်လာပြီးမြို့ကိုပြန်လဲရှမ်းတန်းစေဖို့စန်းတာပြင်ပြသူပါ။အဲ့ဒီအချိန်ကယင်းနီမြုံနံသူအများစုကဒီပျို့လဲနေတဲ့မြို့မှာသူတို့ရဲ့ပတ်စံသေးဖို့အတော်လေးကြောက်နေကြတဲ့အချိန်မှာပေါ့။နောက်ဆဲစုတည့်ရက်အတွင်းမှာ Trump ကသူ့အဖေရဲ့ကုမ္ပဏီဆက်သွယ်ရေးပတ်စံဂုဏ်တဲ့ချိတ်ဆက်မှုတွေကိုအသုံးပြုပြီးအဟောင်းများပျက်စီးနေတဲ့အဆောက်အဦတွေ Commodore Hotel ကိုဝေခဲ့ပြီး အခုဒေါ်လာ130မီလီယံလောက်တန် Grand Hyatt Hotel အဖြစ်ပြောင်းလဲခဲ့တယ်။ Trump ကသူ့အဆောက်အဦတွေရဲ့အထက်အရေးအတွက်ကိုခြေကားကြောက်တတ်တဲ့အလေးထားရှိတယ်။ဘလို့ပဲဖြစ်ဖြစ်အဓိကအချက်ကမြို့တော်ကဒါကိုအတော်လေးနှစ်တက်ခဲ့တယ်။အရန်တိုးတောင်းတဲ့အချိန်အတွင်းမှာသူကကွင်းစွာရှိတဲ့သူ့ဘဝနဲ့လုပ်ငန်းကနေခွဲထွက်နိုင်ခဲ့ပြီးသူကြီးပြင်းလာတဲ့အခါချမ်းသာတဲ့အဖေရှိပြီးပတ်စံဂုံတရင်ချိတ်ဆက်မှုတွေပေးခဲ့တာကြောင့်ဒါရဲအောင်မြင်နိုင်ခဲ့တဲ့ဆိုတဲ့ပုံစံမခေ့ရဘူး။သူဟာညံကောင်းပြီးအလ ုတ်ကြိုးစားတဲ့သူဆိုတဲ့ပုံစံဖြစ်ရမယ်ဒီနေရာမှာပဲ Donald Trump ရဲ့ဇလံပြိုးနိုင်စွမ်းရည်ကြွန့်ကျင်မှုကစတင်ဝင်ရောက်လာပြီးလူတွေကလက်ခံယုံကြည်မဲ့သူ့အောင်မြင်မှုအကြောင်းဇလံကိုဖန်တီးနိုင်ခဲ့တယ် A big part of Trump's image was that he was consistently surrounded by women 1980ပြည်လွန်နှစ်တွင် အလဲနယူးယောက်မြို့သတင်းစာဆိုးတွေမှာ ထရမ်ရဲ့မျိုးစဲနဲ့အမျိုးသမီးတွေနဲ့နမဲကြီးလူတွေနဲ့အမေဝန်းရနေတဲ့ချမ်းသာတဲ့ပါတီပုံလေးတွေကသူ့ကိုနမဲကြီးစေခဲ့ပြီး22ရက်တိုင်တိုင်သတင်းစာဆိုးတွေရဲ့အဖုံးမှာပါနေတယ်။ဒါမျိုးဘရောမှမရှိခဲ့ဘူး။ထရမ်ကနယူးယောက်သတင်းစာဆိုးတွေရဲ့ရှေ့စာမျက်နှာမှာဆန္ဒနှစ်အတွင်း89ကြိမ်မြောက်ပေါ်ခဲ့တယ်။ဒါကမတော်တဆမဟုတ်ခဲ့ဘူးသူရဲ့နီးပြူဟာရဲ့အပိုင်းဖြစ်ခဲ့တယ်ဒေါ်နယ်ထရမ်ကတရင်တောက်တွေကိုဖုံးဆက်ပြီးသူ့နာမည်ကဂျွန်ဘယ်ရွန်ပါလို့ဟန်ဆောင်ပြီးသူ့အတွက်အကျိုးရှိမဲ့တရင်အချက်လက်တွေပေးတာမျိုးပါ Okay, what's your first name then? John. John. ဒီတော့ထောင်ကူမိုင်84ခုနှစ်မှာသူက Fort American အချမ်းသာဆုံးလူတွေရဲ့စည်ရင်းကိုစူးစောင်းနေတဲ့သတင်းတောက်တယောက်ကိုဖုံးဆက်နေတယ်။ Okay and, and when you say you know in excess of 90% of the ownership I'd say in excess of 90 in fact well it's really closer to even the the ultimate but it's in excess of 90% yes Trump organization ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တယ်လို့ပြောပြီးမိသားစုလုပ်ငန်းထဲမှာ Trump ကဘလောက်ပိုင်ဆိုင်တယ်ဒါကြောင့် Trump ကဘလောက်ချမ်းသာတယ်ဆိုတာကိုသိတယ်လို့ပြောနေတာတိသားထင်ရှားတာက तू ကလိမ့်နေတာပါသူကသူ့အဖေရဲ့လုပ်ငန်းရဲ့ကိုယ်ပဲတာကရုံးကိုမပိုင်ဆိုင်ဘူး။ဘာဖြစ်တယ်လဲဆိုတော့လုံးဝအလို့ဖြစ်သွားတယ်။ Forbes က Donald Trump ကိုဒေါ်လာ100မီလီယံတန်တယ်လို့ဖော်ပြတဲ့စာရင်းထွက်လာတယ်။ ဒါပေမဲ့နောက်ပိုင်းမှာသူကဒေါ်လာ9မီလီယံပဲတန်တယ်ဆိုတာသိရတယ်မြို့တော်မှာဘီလီယံနာအစ်စ်တယောက်ရောက်လာပြီး80ပြည့်နောင်ပိုင်းနဲ့90ပြည့်လွန်နှစ်တင်မှာထရမ့်ရဲ့နာမည်ကအရာရာမှာစတွေ့လာရတယ် Trump Magazine အခြေခံအင်ဂျင်မီနဲ့ဇိမ့်ခန်နေတဲ့မှုပြီးလေကြောင်းလိုင်း Donald Trump က Eastern Shuttle ကိုဒေါ်လာ365မီလီယံနဲ့ဝယ်လိုက်တယ် Eastern Shuttle ကနေနောက်နေ့မှာ Trump Shuttle လို့နာမည်ပြောင်းလိုက်တယ်တားရင်လည်းလုထားတဲ့ထိုင်းကုန်တွေပါရဲ့လေရင်တွေပကြီးရွှေရောင်ချထားတဲ့ရေကျုပ်ခွက်တွေ ကျွန်တော်တို့မှာပြဿနာရှိမယ်လို့တကယ်ကိုမထင်ပေမဲ့လေချောင်းလိုင်းကနှစ်နှစ်အတွင်းကြာရှုံးသွားတယ်။ကြာရှုံးမှုကိုမဝန်ခံဘူး။သူကဒါကအောင်မြင်မှုတစ်ခုလို့ဆိုခဲ့တယ်။သူက NFL နဲ့ယင်ပလိုင်မှု American Bowling League တစ်ခုစတင်ရန်ကူညီပေမဲ့အဖြေကတော့အခုကျွန်တော်တို့မေးခွန်းထုတ်ဆရာမလိုဘူး။ဒါကအလုံးမဖြစ်ခဲ့ဘူး။သူက Vodka ကားအမှတ်တစ်စီးတစ်ခုစတင်လိုက်တယ်။အောင်မြင်မှုကိုချက်ပြီးဖြောရည်လုပ်ထားတယ်။ဒါလည်းမရှိတော့ပါဘူး။ဈေးကြီးတယ်။ဒါပေမဲ့ပရိသတ်တွေကလုတ်ခဲ့တာပါ။ကမ္ဘာအကောင်ဆုံး Super Premium Vodka ပြီးတော့ BNCU ပင် တစ်လို့ဒီချဘောက်အလော့မဲ့ပြန်ခွေတွေပါ Trump ရဲ့ပုံရိပ်ရဲ့အဓိကအပိုင်းကတော့သူကအမြဲတမ်းအမျိုးသမီးတွေနဲ့ဝန်းရံနေတယ်ဆိုတာပါပဲဒါကြောင့်သူကအလော့မဲ့ပြန်ခွေတွေကိုဝယ်ယူခဲ့တယ် Trump ကိုလိန်ဝိုင်းဆိုင်ရာမှွားယွင်းစွာပြုမှုတဲ့အချက်နဲ့စွဆွဲခံထားတဲ့အမျိုးသမီး26ယောက်ကျော် Trump ပေါ်လာခဲ့ပြီးသူအင်ဂျင်ဇနီးဖြစ်ခဲ့သူကလည်းပါဝင်နေသူမကိုလိန်ဝိုင်းဆိုင်ရာတံပြန်မှုပြုခဲ့တယ်လို့စွဆွဲခဲ့ပေမဲ့နောက်ပိုင်းတရားရေးရင်ဆိုင်မှုအပြီးမှာဒီစွဆွဲချက်ကိုပြေလျော့သွားစေခဲ့တယ် Trump တက္ကသိုလ်လို့ခေါ်တဲ့အခြေခံအင်ချက်မြေယင်းနီးမြုပ်နှံတင်တန်းတစ်ခု ခုခံတီးတယ်နောက်ဆုံးမှာဒါအတူတူအကြီးအကျယ်တရားစွဲဆိုခံရလဲခီးသွားနဲ့ခီးသွားလုပ်ငန်း website တခုစတင်တယ်အိမ်ချင်းငွေ company တခုစတင်တယ်အိမ်သုံးဆောင် PC အမှတ်တစင်တခုစတင်တယ်ပြီးတော့သူကရုတ်တရက်အမဲသားအမှတ်တစင်တခုစတင်လိုက်တယ် Trump ရဲ့နာမည်ပါတဲ့အသစ်အဆန်းတွေဆက်တွင်နေရတယ်ဥပမာ DC ဂျိုစစ်တဲ့ PC ခရီးယာ eBay မှာဒေါ်လာ9000နဲ့ရောင်းနေတာပြီးတော့2004က Trump ရဲ့မျက်နှာပါတဲ့ BNU ရေကို Trump's Ice လို့ခေါ်တယ် ဒီလူကဘာမှမဆိုသူ့နာမည်နဲ့သူ့မျက်နှာကိုကပ်ပြီးအမှတ်တရစိတ်လုပ်နိုင်တယ်။ဒါပေမဲ့ဒီအရာဝေးအလုံးအကြောင်းသိဖို့လိုတာကသူကဒါရီအများစုကိုမပိုင်ဆိုင်ဘူး။သူကတကယ်တော့သူ့နာမည်ကိုငရန်ခတောင်းနေတာပါ။ထရန့်ပြည်ပုံရိပ်ကသူ့ရဲ့အကြီးမားဆုံးပိုင်ဆိုင်မှုဖြစ်လာတယ်။ဒါပေမဲ့ရှစ်လက်ပြေးလွန်နှုတ်တွေလောက်ကလူအများစုကဒီထုတ်ကုန်အလုံးကိုမြင်ရင်ထရန့်ကဒါရီအလုံးကိုပိုင်ဆိုင်ထားတဲ့ထုတ်ကုန်ဒါဇင်ပေါင်းများစွာရှိတဲ့ကြီးမားတဲ့ empire ရှိတယ်လို့ထင်ကြတယ်။ဒါပေမဲ့နောက်ဆုံးမှဒီလုပ်ငန်းတွေအလုံးကြီးပါကြာရှုံသွားကြတယ် ယ်။ထရမ့်ကသူအမျက်ငွေကိုရယူပြီးလုပ်ငန်းကျရှုံးတာနဲ့မျက်နှာမူဆရာမလို့ပဲဆက်ဆံရေးဖတ်တောက်နိုင်တယ်။ဒါကတရားမဝင်ဘူး၊ကျင်းဝတ်နဲ့မငြီဘူးလို့မဆိုလိုဘူး။တကယ်တော့ညံကောင်းတဲ့နီးတော့ဆိုနိုင်တယ်။ထရမ့်ကဒီကြီးကျယ်စိတ်ကူးရမှုအမှတ်တဆိတ်ကိုတိဆောက်ပြီးတကယ်အလုတ်ဖြစ်နေတယ်။ငွေအများကြီးရနေတယ်။ဒါပေမဲ့နှစ်ထံပြည့်လို့နှစ်တွေအစပိုင်းမှာသူအမှတ်တဆိတ်ကဂုံတရင် မိမ့်မိမ့်လာနေတယ်။သူစီဝိုင်း Empire ဆော့တန်ကြာစင်းလာတယ်။ဒေဝါလီခံရတယ်။သူ့ဂုံတရင် Twin ကကြိမ်တွေကဂုံဆုံးသွားပြီလို့ထင်ရတယ်။ ယ်ဒါပေမဲ့2004ခုနှစ်မှာပြောင်းသွားတယ်ကျွန်တော်နာမည်ကဒိုနယ်ထရမ့်ပါကျွန်တော်ကနယူးယောက်မှာအကြီးဆုံးဖွံ့ဖြိုးရေးလုပ်ငန်းရှင်ပါပလန်ပွဲဝင်တွေကဒီတထေးကြီးကိုအလွတ်ခန့်ခံရအောင်သူတို့ဘလော့အထိသဘောကျအောင်လုပ်နိုင်မလဲဆိုတာကိုရှင်းပြကြမယ်ကြီးစုသူတန်းကြည့်ပြီးဝင်အောင်ကြီးစုခဲ့ပြီးပြီးမားတဲ့အောင်မြင်မှုရခဲ့တယ်ရှိုးမင်းထောက်အဖြစ်လူတွေကိုဖျော်ဖြေနေတဲ့အပဲထရမ့်ကရည်ရွယ်ချက်ကိုပြန်လဲအထက်ထွေးနေပုံရိပ်ကိုတည်ဆောက်နေခဲ့တယ်ထရမ့်ပါတဲ့ The Apprentice က၁၄စီဇန်ကြာရှည်ခဲ့ပြီးနောက်တစ်ခုဖြစ်လာမယ့်အခြေအားပုံရိပ်ကိုခြာပေးခဲ့တယ်သမရအလောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မှုပါကျွန် နော်က American ပြည်တော်စုရဲ့သမရအဖြစ်တရားဝင်ဝင်ပြိုင်နေပါနဲ့ကျွန်တော်တို့ကျွန်တော်တို့ရဲ့နိုင်ငံကိုပြန်ကြီးကြေအောင်လုပ်မယ်ကျွန်တော်ပြောမယ်ကျွန်တော်ရှုံးဖို့မဝင်ခဲ့ဘူးကျွန်တော်ဘဝမှာရှုံးဖို့မဝင်ခဲ့ဘူး Trump ကအရင်ကတည်းကယာရုအထွေဝင်ပြိုင်ဖို့စိတ်ကူးရင်ခဲ့တယ် Republican ဘက်မှာဖွံ့ဖြိုးရေးလုပ်ငန်းရှင် Donald Trump ဝင်ပြိုင်နိုင်တယ်လို့ခန့်မှန်းချက်ရှိတယ်ဒါပေမဲ့နှစ်ထောင်ပြည့်လွန်တဲ့တွေမှာသူက The Apprentice မှာသူ့ပုံရိပ်ကိုဖန်တီးနေချိန်မှာနိုင်ငံရေးတဲ့သူ့ကိုသူထည့်သွင်းလာတယ်ဥပမာ2008ခုနှစ်မှာသမရလောင်း Barack Obama ကတကယ်တမ်း American နိုင်ငံသားဟုတ်တယ်မဟုတ်ချင်းစိန်ခေါ်ခဲ့ တာမျိုးပါဒါကအမေရိကန်အများပြားနဲ့အဆင်မပြေတဲ့လူမျိုးခွဲရဥ်ကိုဖော်ပြတဲ့အပြုမူဖြစ်ပြီး The Apprentice ရဲ့အကြည့်ရှုနှုန်းကျဆင်းခဲ့တယ်။ဒါကြောင့်2015ခုနှစ်နောက်ပိုင်းမှာ Trump ကဘာလို့သမရလောင်းအဖြစ်ဝင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့မေးတဲ့အခါသူကဘာလို့လဲဆိုတော့ကျွန်တော်မှာချမ်းသာတဲ့တငယ်ချင်းအများကြီးရှိတယ်။ဘယ်သူမှသူ့လူကိုမတိကြဘူးလို့ဆိုခဲ့တယ်။သူကအကြီးဆုံးဇက်ခုန်တွေကိုဝင်ရောက်ပြီးဒါကအလုတ်ဖြစ်ခဲ့တယ်။သူအနိုင်ရခဲ့တယ်။သူမဲအများစုမရခဲ့ပေမဲ့တရားဝင်အနိုင်ရခဲ့တယ်။သူကအမေရိကန်ပြည်ထောင်စုရဲ့သမရဖြစ်လာခဲ့တယ်။လင်းနေကြသူကတိုက်ခိုက်ခဲ့တယ်။ဒါကတော့ဒ Donald Trump ပထမဆုံးအကြိမ်သမ္မတဖြစ်လာတဲ့အချိန်ထိတင်ဆက်ပေးထားတာပဲဖြစ်လို့နောက်ထပ်ဗီဒီယိုအသစ်တွေအတွက် like, share နဲ့ channel ကို subscribe လုပ်ပေးကြပါအောင်လို့ပြုရဲ့နှုတ်ဆက်လိုက်ပါရစေ။